တပားနေပွဲရတာကိုထက်နေကိုတန်းစော်နေကိုထက်ကက G2 ပြိုင်ပွဲတော့မလေးရှားနိုင်ငံမှာကျင်းပါတယ်နိုင်ငံတကာကတကယ်ပရိုကစားသမားတွေပြီးတော့ဒီနိုင်ငံတကာမှာဒီစနူကာမှာအောင်မြင်နေတဲ့အာရှနိုင်ငံတွေကကစားသမားတွေရဲ့ invitation cup ဖိတ်ကော်ပြိုင်ပွဲဆိုတော့ဒီခုထိုးနေတဲ့ကိုထက်ကဒီ2018ဒီပွဲမှာအချမ်းရှစ်မှာဒါအချမ်းဖြစ်ခဲ့တယ်အခုဒါ2025မှာကျွန်တော်တို့နိုင်ငံက ကိုတန်းစော်ပေါ့နော်ကိုတန်းစော်ကသွားပြီးတော့ရှင်းပြမယ်ရှင်းပြမယ်အခါကျတော့ကိုထက်ကကိုတန်းစော်ကိုအတူတူတိတ်ကျင်ပေးတယ်တွဲဘက်တိတ်ကျင်ပေးတယ်ပြီးတော့လိုအပ်တဲ့အကျဉ်းကိုပေးဖို့အတွက်ဒါဒီဖိတ်ခေါ်ပွဲလေးဒါကစားဖြစ်တဲ့သဘောကျွန်တော်ဆောက်ခေါက်ကဒီပွဲကိုဒါ live ရဲ့သူမှတ်တမ်းနေခြင်းဖြစ်ပါတယ်တော့ဒီကစားသမား2ဦးဒါတပွဲပဲကစားမှာပုံမှန်အားဖြင့်တော့ကျွန်တော်ကဒီ versus 11ရှိမှာ versus 7ရှိမှာ versus 5ရှိမှာတော့ဒါကတော့ဒါတပွဲတည်းဒါသူတို့ဒီ exhibition အနေနဲ့ကစားရတဲ့ပွဲဖြစ်ပါတယ် င်္ဂလာပါမင်္ဂလာပါဘုဟုအခုဒါဒီမှာလာပြီးတော့၄ချင်းနဲ့၄ချင်းမဲ့ဒီအခြေအနေပေါ့နော်၄ချင်းဖြစ်တဲ့အကြောင်းဘာကြောင့်လက်ပြနေဆိုတာလေးရှင်းပြပြပြအောင်လက်ရှိတော့ကျွန်တော်လာကုန်မင်းမလေးရှားမှာဒီဒီ G2 ပြိုင်ပွဲပေါ့နော်အဲ့ပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တာလေကိုရက်စီမှာလာပြီးကျွန်တော် training ပုံစံမျိုးလာပြီးကျွန်တော်လေ့လာသင်ယူနေရပါဘူးလက်ရှိကတော့ကျွန်တော်ကအဲထိုင်းတို့မလေးရှားတို့မှာ pro professional အနေနဲ့စလို့ကတော့ကစားနေတယ် တယောက်ပါခလဲအဲလောဆိုတော့ဒီကိုထက်ခုံမှာပဲလာပြီးကိုထက်စီကလိုအပ်တာလေးလေ့လာသင်ကြားနေပါတယ်ခင်ဗျဟောကိုထက်ဒီနိုင်ခဲ့တဲ့အခြေအနေလေးဆော့ဆော့တော့ပြေးသွားပြီလေအာကိုတန်းဆိုအမြင်လေးအချင်းချုပ်ပြောပြပါဦးအာကိုတက်ဆိုလည်းအဲ့ချိန်အဲ့ကာလတော့ဒီပါမှာသွားရောက်ထိုးပြီးတော့ဒီစုရခဲ့တော့ကျွန်တော်လည်းအများကြီးအပေးအပေးခဲ့ရတဲ့တယောက်ကဒီလိုမျိုးချန်ပြခဲ့တော့လည်းကျွန်တော်အများကြီးဝမ်းသာအခုအဲ့ ူချန်ပီယံဖြစ်ခဲ့တဲ့ကလပ်ကကျွန်တော်လှမ်းဖေးလို့ကျွန်တော်သွားကစားမယ်အတွက်လည်းကျွန်တော်ကောင်းကောင်းဘာပဲရရပါတော့ချန်ပီယံလीတော့မျှော်လင့်ထားရဆိုရင်ကျွန်တော်အကောင်းဆုံးကျွန်တော်မှာရှိသလောက်ရည်ချင်းတစ်ခုနဲ့တော့ကျွန်တော်ကြိုးစားပြီးတော့တွားရောက်ရှင်လဲမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကိုတိုင်ကဒီမလေးရှားနိုင်ငံမှာပေါ့နော်ဒီခြေသာပွဲကြီးကစားနေပေါ့နော်ခြေသာပွဲကြီးကစားနေရခါကျတော့အဲ့ဒီအချက်ကရောအထောက်အကူဖြစ်မယ်လို့ထင်လား ဟုတ်ကဲ့ခင်ဗျအဓိကတော့ကျွန်တော်ဘာသာစကားအခက်ခဲမရှိဘူးနော်ဘာသာစကားလည်းရတဲ့အတွက်ကဟိုကလူတွေနဲ့လေဟိုကလေရွေးစင်တွေအားလုံးကလည်းကျွန်တော်နဲ့ရင်းနှီးတဲ့ player တွေဖြစ်တဲ့အတွက်သူကလည်းကျွန်တော်ကိုကျွန်တော်ရဲ့ရည်ချင်းမှမူတည်ပြီးဒီပြိုင်ပွဲတွေကိုလာကစားစီစဉ်နေတော့ကျွန်တော်ဖိတ်ပြီးထားတာဖြစ်ပါတယ်ခင်ဗျအဲ့တွက်တော့အအကောင်းဆုံးတော့ကြိုးစားပြီးတော့ဟိုတခုတော့ဖြစ်မယ်လို့တော့ဒီခြေဝဲတွေကစားတဲ့အရာရောလူတွေရင်းနှီးနေတဲ့ပုံစံပြီးတော့ကျွန်တော်ဒီပဒီပနိုင်ငံသားတယောက်အနေနဲ့ ကြောက်လန့်ရမရှိဘူးပေါ့ဟိုရဲဟိုကျန်တဲ့ပြိုင်ပွဲဆိုတဲ့သဘောတဘာကတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားရတဲ့လူကံကြမ္မာပေးတဲ့ဖိမမှုနဲ့တော့တခုခုတော့ညော်လဲမိပါတယ်။ဘာရလာမလဲတော့မသိပါဘူးပဲ။ကျွန်တော်အရင်မလေးရှားပြိုင်ပွဲပြိုင်ပွဲနှစ်ခုမှဝင်ပြိုင်လာတော့သူတို့ပေးတဲ့ဆုတွေပေါ့နော်ထရိုဖီအားလုံးတော့သူတို့ပေးတဲ့ကာလာတွေတော့ဝင်ပါတယ်ခင်ဗျ။အဲနောက်ဆုံးကစားခဲ့တဲ့ J-Trip ပြိုင်ပွဲမှာဆိုရင်ကျွန်တော် Quarter Final ထိရောက်တယ်ပေါ့နော်။အဲပြိုင်ပွဲမှာဆိုရင် Deep Player တော်တော်များပါပါပါကစ္စတန်လေး ထိုင်းနေပါတယ်မလေးရှားလေယူစင်တွေအားလုံးလည်းပါတယ်ပြိုင်ပွဲတွေပေါ့နော်ပထမဆုံးလေယူစင်အဆင့်နဲ့ကျွန်တော်လေယူစင်နိုင်ငံတော်လွှတ်တဲ့ပွဲတစ်ပွဲမှာတော့ pre quarter ပေါ့နော်သူတို့ပေးတဲ့ trophy တစ်ခုတော့ကျွန်တော်ရခဲ့ပါတယ်အခုဒီကစားမဲ့ဂျီတူးပြိုင်ပွဲမှာဟောဒီကိုတန်းစော်နဲ့ဒီကစားခဲ့ဘူးတယ်ပေါ့နော်ဒီကြေးစားပွဲတွေကစားခဲ့ဘူးတယ်မလေးရှားကစားသမားတွေပြန်တွေ့နိုင်ကြရှိလားဟုတ်ကဲ့ခင်ဗျတွေ့မှာပါခင်ဗျသူတို့နိုင်ငံရဲ့ပွဲဖြစ်တဲ့အတွက်လည်းသူတို့က ကျွန်တော်တို့ဒီမနိုင်ရတကူတကသွားရတယ်သူတို့တော့ကြာတော့ဒါလွယ်ကူတယ်ခင်ဗျဒီပြိုင်ပွဲတွေကသူတို့ကအမြဲပါနေကြပလေယာတွေပဲဒါပေမဲ့ကျွန်တော်လည်းရင်ဆိုင် တွေ့ခဲ့သည်ရှိတော့လဲကျွန်တော်အကောင်းဆုံးပုံစံတစ်ခုနဲ့ကြိုးစားကြည့်ရမှာပေါ့ခင်ဗျအကောင်းဆုံးကြိုးစားလို့မှဖြစ်ပေါ်လာတဲ့ပုံမူတွေပြီးတော့ပါရလာမယ်တော့မသိဘူးပေါ့ဟုတ်ဆိုတော့ဒီပြိုင်ပွဲအဆင့်အတန်းလေးကိုလည်းတစ်ချက်လောက်ပရိသတ်တွေနားလည်အောင်ရှင်းပြပါရောပြိုင်ပွဲအဆင့်အတန်းဆိုတာဒါပွဲအရန်ဟိုစုကြည့်အရန်များတဲ့ပြိုင်ပွဲဖို့ပြင်မဲ့သူတို့နိုင်ငံမှာပုံမှန်ကျင်းပနေတဲ့ ဟိုကိုထက်ဒီချန်ပီယံဖြစ်ခဲ့တဲ့အချိန်မှာလည်းနိုင်ငံသားပေါင်း200ကျော်လာပြိုင်ပြီးတော့ဟောင်ကောင်နေဟောင်ကောင်မလေးရှားပါကစ္စတန်တရုတ်ထိုင်းတော်တော်များများနာမည်ကြီး player တွေလာကစားပြီးတော့ကိုယ်ကချန်ပီယံဖြစ်ခဲ့တဲ့အတွက်လည်းကျွန်တော်လည်းသူစီကဘယ်လိုပုံစံဘယ်လိုကစားမယ်ဆိုရယ်လာပြီးလေ့လာသင်ကြားနေရပါခင်ဗျာဟုတ်အခုဒီအချိန်မှာတော့ဒီပြိုင်ပွဲသွားကစားဖို့အတွက်ရက်ကဘယ်နေရာလောက်လိုသေးလဲ ဟိုကျွန်တော်ဒီတိုင်ဝဲကျင်းမှာ12လပိုင်း6ရက်နေလောက်စမယ်ခင်ဗျဒါပေမဲ့ကျွန်တော်ကဒီ12လပိုင်းစတာ ਨੇ ကျွန်တော်သွားဖို့တော့ကြိုတင်ပြင်ဆင်ထားပါတယ်ခင်ဗျအခုလက်ရှိရောဒီကိုကိုကိုဟိုလေ့ကျင့်ပြင်ဆင်နေရပေါ့ကျင်းအားမှုရှိလားမသိဘူးဟုတ်ကဲ့ရှိပါတယ်ခင်ဗျအဲ့တော့ကျွန်တော်လောလောဆယ်ဒီမှာကိုထက်ကလည်းလိုအပ်တာကြီးလေ့လာသင်ကြားပေးနေတဲ့အတွက်ကျွန်တော်မှလိုအပ်တဲ့အထောက်အကူဖြစ်စေတဲ့အားမျိုးတွေညွန်ပြတင်တင်ပြပေးနေပါတော့အဲ့တော့လည်းကျွန်တော်မှ ကျွန်တော်ဒီချက်ပို့ပြီးတော့ပုံမှန်ရှိတာထက်ပို့ပြီးလုံနိုင်မယ်လို့လည်းပြောလဲထားပါတယ်လက်ရှိဒီကိုထက်အပြင်ပေါ့ဒီစနုကာအတိုင်းအဝိုင်းပေါ့နော်စနုကာအာဂါသနီရဲ့အတိုင်းအဝိုင်းရောဟိုကိုတန်းစော်သွားပြီးတော့ရှင်ပြိုင်မဲ့အပေါ်မှာအကူအညီအထောက်ပံ့တွေရောအဲ့လိုမျိုးတွေရောရှိလားအဲဟုတ်ကဲ့ရှိတော့ရှိပါတယ်ခင်ဗျကျွန်တော်ဟိုဒီပဟိုမလေးရှားမလေးရှားလေဦးနေဆိုတော့ကျွန်တော်ဟိုလာဖို့ responder ပေးထားတာတွေရှိတယ်ခင်ဗျအခြားကျွန်တော်အနောက်ကနေပြီးတော့ကျွန်တော်ထိုင်းနိုင်ငံမှာရက်တည်တဲ့ကျွန်တော်နောက်ကနေပြီးတော့ support ပေးနေတယ်ကျွန်တော် ့မိတ်ဆွေရဲ့စနုကဟိုကျွန်တော်ကစားတာဟိုအားပေးသဘောကျလို့အားပေးနေလို့ကျွန်တော်အကူတွေမိတ်ဆွေတွေလည်းအများကြီးရှိပါတယ်ခင်ဗျဟုတ်အခုဒီပွဲကဒါကိုထက်နေတာလာပြီးတော့လေ့ကျင့်ပြင်ဆင်နေပါတော့အဲ့တော့ပြိုင်ပွဲတော်မှာကစားခင်လိုနေတဲ့ရက်တွေအတွင်းမှာရောတခြားကစားသမားတွေနဲ့ထပ်ပြီးတော့ကစားတော်ဖို့ရှိသေးလားဟုတ်ကဲ့ရှိပါခင်ဗျအဲကျွန်တော်တငယ်ချင်းတွေပေါ့နော်ဟိုအရင်လေဝင်းတင်ကျွန်တော်လည်းအတူတူနိုင်ရပွဲသွားထိုးမှုတဲ့တငယ်ချင်းဟိုမှာလက်ရှိဟိုစီကိန်းသွားကစားမှာကျွန်တော်တငယ်ချင်းမိတ်ဆွေနဲ့လည်းပွဲကစားမှုတွေသူတို့လည်း သူတို့ကိုလည်းလေ့ကျင့်ပေးတာဖြစ်တယ်လို့ကျွန်တော်လည်းလေ့ကျင့်ပေးတာဖြစ်အောင်ကျွန်တော်တို့ဒီမိဖက်အနေနဲ့ကျွန်တော်ပွဲတွေဒီရက်ထက်မှကစားဖို့ရှိပါတယ်ခင်ဗျာဆိုတော့ဒီပြိသက်တွေပေါ့နော်ဒီပြိသက်တွေအခုဒီအစည်းအဝေးကိုကြည့်နေရစနုကောချစ်တဲ့ပြိသက်တွေအတော့ရောဒီကိုသန်းတော်အနေနဲ့ဗာဗာမှန်းပြောချင်သေးတယ်မဟုတ်လားဩဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျအဲဒီစနုကာလောကအောင်လဲအကောင်းဆုံးဖြစ်အောင်ကျွန်တော်လဲတက်နိုင်တော့ကျွန်တော်မှရှိတဲ့အရေးချင်းနဲ့အားလုံးကြိုးစားပြီးတော့အပရိသတ်တွေအားလုံးလဲထပ်ပြီးအားပေးကြပါအောင်လို့ အားပေးကြမယ်လို့လည်းမျှော်လင့်ပါတယ်လို့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါကတော့ဒီမလေးရှားနိုင်ငံ G2 Championship ပြိုင်ပွဲကိုရောက်ရှင်ပြိုင်မဲ့ကိုတန်းစော်ရဲ့ဒါလက်ရည်အစံပွဲပေါ့နော်လက်ရည်အစံပွဲဆိုတဲ့နေရာမှာဒီပြိုင်ပွဲမှာ2018တုန်းကချန်ပီယံဖြစ်ခဲ့မှုတဲ့ကိုထက်ဒါတော့ကိုထက်ရဲ့ KH Snooker Club ဒါကျွန်တော်တို့အဲစမ်းကြောင်းမြို့နယ်ပေါ့အာရှတော်ဝင်နောက်မှာရှိပါတယ်နော်အာရှတော်ဝင်နောက်မှာရှိတယ်ဆိုတော့ဒီပြိုင်ပွဲဒီပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့ ဒီကိုတန်းစော်ကိုဒါလက်တင်ပြင်ဆင်ပေးတဲ့ပွဲတပွဲပေါ့နော်ဆိုတော့နောက်ထပ်ပွဲတွေလည်းကစားဖို့ရှိတယ်အဲ့ဒီပွဲကိုဒါကျွန်တော်လာရောက်ဒါမှတ်တမ်းတွေရိုက်ကူးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော် Soccer House အနေနဲ့လည်းဒီနောက်ပိုင်းမှာကျွန်တော် Soccer House ကဒီမြန်မာနိုင်ငံဘေးလျက်နဲ့ဆိုတာအားကစားလေးပြန်ပြိုးတိုးတက်ရေးအတွက်ဒီဘက်တလားဟိုပူညီသွားဖို့ပေါ့နော်အစီအစဉ်တွေရှိတယ်ပြော့စမတာပွဲတွေပြော့စုကြေးသားပွဲတွေအဲပြီးတော့နောက်တစ်ခုကပါလဲဆိုစုကြေးငွေနဲ့ကစားတဲ့ပွဲတွေအတွက်လည်းဒီ Soccer House ကနောက်ပိုင်းမှာဒီ အာဂလာနီကိုအဲကျွန်တော်တက်နိုင်ဆုံးပြင်နေသွားမယ်ပြီးပတ်ဖို့သွားမယ်လို့လည်းကျွန်တော်စဉ်းစားထားတယ်။ဒါပေမဲ့ကျွန်တော်ဆော်ကာဟော့စ်ကလည်းဒီစနူကာမှာကစားသမားအကောင့်တယောက်ငွေပြီးတော့ဒီဖိတ်ခေါ်ပွဲတွေပေါ့နော်။ဒီဒီကျွန်တော်တို့စုချင်းမြင့်မယ်ဒီစိတ်ခေါ်ပွဲတွေကစားမယ်ဆိုတဲ့အစီအစဉ်လည်းရှိပါတယ်။ဆိုတော့ကျွန်တော်အခုချိန်ထိတော့ကစားသမားရှာပွဲနေတော့မယ်။ဘယ်သူနဲ့လက်တွဲပြင်မလဲဆိုတာတော့ဆော်ကာစပရိတ်သက်တွေစောင့်ကြည့်ပေးပါ။တကယ်လို့လက်တွဲဖြစ်ပြီဆိုရင်တော့အဲ့ဒီကစားသမားနဲ့အတူကျွန်တော်တို့ကဒီအဖိတ်ခေါ်ပွဲတွေစုချေးသားပွဲလေးတွေကျွန်တော်စီစဉ်ပေးသွားမယ်။စုချေးသားဆိုတာကဟို ဓိကငွေကြေးမဟုတ်ဘူးねကျွန်တော်တို့အဓိကစုပေးမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီလက်တွဲတဲ့ကစားသမားဆော့ကောက်ကလက်တွဲတဲ့ကစားသမားကနေပြီးတော့အပတ်စဉ်အသူနဲ့ကစားခွင့်ရမယ်အခွင့်အရေးပေါ့အနိုင်အရှုံးဆိုတာထက်အဲ့ဒီပွဲတွေကိုကျွန်တော်တို့ဆက်ပြီးတော့အဲထွက်ဒီတိုက်ရိုက်ပေါ့နော်တိုက်ရိုက်မဟုတ်ရင်လည်းဒီကျွန်တော်တို့ delay ပေါ့နော်ပြန်ပြီးတော့ဒီပြန်ပြန်တွန့်ပေးမယ့်အစီအစဉ်ရှိပါတယ်အဲ့ဆိုတော့အဲ့ဒီအစီအစဉ်ကိုလည်းအဆောင်မျိုးချက်ပါအောင်လို့ပြောကြရင်လည်းကျွန်တော်ဒီအခုဒီ exhibition march တက်ကွေးအစီအစဉ်ကိုပြန်တင်လိုက်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ